ဂျပန်လူမျိုးတွေအတွက်တော့သူကတက်ရှိနေဖရားတပါသူ့အတွက်ဆိုရင်ကိုယ့်အတကိုယ်တော်ကြီးကြီးပြပြနဲ့အဆုံးစီရင်ပေးကြတယ်ဖရားနဲ့တကိုင်းနဲ့ထားပြီးကိုယ်ဝဲရတယ်ဒါပေမဲ့မြန်မာနိုင်ငံအပါအဝင်ဂျန်နဲ့အာရှနိုင်ငံတွေအတွက်တော့သူကတန်ပေါင်းများစွာသောလူတွေရဲ့တည်ဆုံးမှု၊နာကျင်မှု၊ဆင်းရဲမှုတွေကိုဖန်ဆင်းခဲ့တဲ့နတ်ဆိုးကြီးတကောင်သူကဘာလုပ်လဲဘာကြောင့်နတ်ဖရားတပါလို့ကိုယ်ဝဲခံရတာလဲသူ့ရဲ့နတ်ဆိုးဆန်ဆန်လောက်ရက်တွေကဘလောက်တောင်ရက်ဆက်ယုံမာခဲ့လဲ ဒီမဲခွန်းတွေကိုဖြေရမယ်ဆိုရင်တော့ဂျပန်တွေရဲ့အယူအဆတစ်ခုကနေစပြီးပြောရလိမ့်မယ်။ဂျပန်တွေရဲ့ဒန်နာရီထဲမှာဆိုရင်ကဘာကြီးဖြစ်မလာခင်တုန်းကနဖျားတွေအများကြီးရှိကြတယ်။အဲ့ဒီနဖျားတွေပေါင်းပြီးကဘာကြီးအဖြစ်ဂျပန်နိုင်ငံကိုပါဖန်ဆင်းခဲ့ကြတယ်။ဒီနဖျားတွေထဲမှာနေနသမီးအာမာတဲရာဆူကတကူအကြီးဆုံးပဲ။ဒါကတကယ့်လက်တွေ့မှာလဲနေဟာအရာရာအရေးပါနေလို့ဒီလိုသတ်မှတ်ခဲ့ကြတာနေမှာပါ။ကဘာကြီးကိုအလင်းရောင်ပေးတယ်၊နှွေးထွေးစေတယ်၊အင်အားကြီးတယ်ဒီလိုမျိုးတွေပေါ့။ ဲ့ဒီနေနဲ့သမီးဟာသူတို့ဖန်ဆင်းထားတဲ့မြေကိုစီမံခန့်ခွဲ အုပ်ချုပ်ဖို့ဆိုပြီးသူ့မြေဖြစ်တဲ့နီနီကီကိုစိတ်လွတ်ခဲ့တယ်။သူကလည်းတာဝန်ရမြေပြင်ပေါ်ကိုဆင်းလာခဲ့ပြီးတော့ပထမဆုံးဧကရစ်ဂျင်မှုဆိုပြီးဖြစ်လာခဲ့တယ်တဲ့။သူ့စီကနေစလာလိုက်တာနောက်ဆုံးဧကရစ်ဟီရိုဟီတိုလက်ထက်အထိဂျပန်ဧကရစ်တွေအားလုံးကိုနီနဲ့သမီးရဲ့အသွေးသားတော်ဆက်သူလို့သတ်မှတ်ထားကြတယ်။ခုဒီဗီဒီယိုထဲမှာပြောပြမယ့်သူကလည်းအဲ့ဒီနောက်ဆုံးဧကရစ်ဟီရိုဟီတိုပါပဲ။1900တခုနှစ်မှာမွေးဖွားလာခဲ့တဲ့ မင်းသားလေးဟီရိုဟီတိုရဲ့ဘဝကဒန်နာရီတဲကမင်းသားလေးတစ်ပါးရဲ့ဇလန်းတစ်ခုလိုပါပဲ။မွေးကလေးကနတ်ဖျားရီရဲ့မျိုးဆက်ဆိုပြီးသတ်မှတ်တာခံရတဲ့အပြင်ဂျမန်နိုင်ငံရဲ့124ဆက်မြောက်ဧကရစ်တစ်ပါးဖြစ်လာမဲ့သူဆိုပြီးတော့ပါသတ်မှတ်ခံရပါတယ်။ဒီလိုအချက်တွေကြောင့်ပဲသူ့ရဲ့ငယ်ဘဝဟာအရာရာဖြောင်ပြူးခဲ့တယ်ဆိုပြီးတော့မှမထင်လိုက်ပါနဲ့။ငယ်ငယ်ကလေးကမိဘတွေနဲ့ခွဲနေခဲ့ရပြီးတော့တော်ဝင်နန်းတော်ရဲ့တင်းကျပ်တဲ့စီးမြင့်တွေရဲ့အောက်မှာရှင်သန်ခဲ့ရတယ်။ဧကရစ်ဖြစ်လာဖို့ငယ်ငယ်ကလေးကပြိုးထောင်ပေးခဲ့ကြတယ် ါကြောင့်ပဲသူ့ရဲ့ကဘာကြီးကတခြားသူတွေရဲ့ကဘာကြီးနဲ့ကွဲလွဲနေခဲ့ရတာပေါ့သူငငယ်ကလေးကအရန်စိတ်ဝင်စားတဲ့ရေအောက်အန္တဝါလောကကိုတောင် လေးလာခွင့်မရခဲ့ပဲစစ်ပတ်ဆိုင်ရာအုတ်ချုပ်ရေးစီမံခန့်ခွဲရေးတွေကိုပဲလေးလာနေခဲ့ရတယ်အဲ့ဒီအချိန်တုန်းကသူ့ကိုကြီးကြပ်တင်ပြပေးခဲ့တဲ့ဆရာနှစ်ယောက်စလုံးကစစ်ဖက်ဆိုင်ရာမှာတကယ်ကိုအကောင်ကြီးကြီးတွေပဲပြီးတော့အမျိုးသားရေးစိတ်ဓာတ်ကိုလည်းသူတို့စီကနေအမွေရခဲ့တယ်လို့ပြောရမယ်အဲ့ဒီအချိန်တုန်းကဆိုရင် တိုင်းပြည်ထဲမှာနိုင်ငံရေးမတည်ငြိမ်မှုတွေစီးပွားရေးကျက်တဲမှုတွေတောက်လျှောက်ကြုံနေရတဲ့အချိန်တွေပါဒီလိုအချိန်တွေတူကိုခွင်ကောင်းယူပြီးအင်အားကြီးထွာလာခဲ့တာကဂျပန်စစ်တပ်ပဲသူတို့ကနိုင်ငံရေးသမားတွေဆိုရင်ပြောညံ့တယ်ဧကရာရဲ့အာဏာကိုဒီထက်ကြီးထွားအောင်လုပ်ရမယ်နယ်မြေတွေတိုးချဲ့ရမယ်ဆိုတဲ့အစွန်းရောက်အမျိုးသားရေးဝါဒကိုရှေ့တန်းတင်ထားခဲ့ကြတယ်ဟီရိုဟီတိုရဲ့အသက်25နှစ်1926ခုနှစ်မှာပဲဘရင်ယာရုကိုရလာခဲ့တယ်ဒါပေမဲ့ဒီနေရာမှာပြောစရာလေးတွေကနည်းနည်းရှိလာတယ် ဘရင်ဖြစ်လာခဲ့တဲ့ဟီရိုဟီတိုကိုစစ်တပ်ရဲ့ကြိုးဆွဲရကရရတဲ့ရုပ်သေးရုပ်ဆိုပြီးတိုင်းတစ်ပါးကနိုင်ငံရေးတုံးသက်သူတွေအနေနဲ့သတ်မှတ်ထားကြတယ်။ဘာကြောင့်လဲဆိုတော့တချို့ကိစ္စတွေမှာစစ်တပ်ကဘရင်ကိုကြော်ပြီးလှုပ်ချင်တာလှုပ်ခွင့်ရတဲ့အတွက်ကြောင့်ပါပဲ။တချို့ကြပြန်တော့လေသူကနောက်ွယ်ကနေအားလုံးကိုချိုးကင်ထားတဲ့လူလို့သတ်မှတ်ထားကြတယ်။ဘာလို့ဒီလိုတွေဝေဖန်နေကြလဲဆိုတာကိုတော့သူ့ရဲ့အကြောင်းကိုနားထောင်ရင်းနဲ့တဖြည်းဖြည်းသိလာပါလိမ့်မယ်။ဟီရိုဟီတိုဘရင်ဖြစ်ခဲ့တဲ့ကာလတစ်လျှောက်လုံးကိုဂျပန်လိုရှိုးဝါ မြန်မာလိုဆိုငိမ့်ညာရေးညံအလင်းပွင့်နယ်လို့နာမည်တက်ခဲ့ကြတယ်။ဒါပေမဲ့တကယ်တမ်းအဲ့ဒီနာမည်နဲ့လက်တွေ့ကပြောင်းပြန်နေကြည့်ပါပဲ။1932ခုနှစ်မှာပဲဂျပန်စစ်တပ်ကအစွန်းရောက်အမျိုးသားရေးဝါဒကိုရှေ့တန်းတင်ပြီးတရုတ်နိုင်ငံကိုနှဲချခဲ့တယ်။ဒီကိစ္စကိုဘယင်ဖြစ်တဲ့ဟီရိုဟီတိုအနေနဲ့တော့မသိလိုက်ရအောင်။ဒါပေမဲ့နောက်ပိုင်းသိပြန်တော့လည်းမတားခဲ့တဲ့အပြင်အတိမတ်ပြူကြောင်လက်မှတ်ကိုပါရေးထိုးပေးခဲ့သေးတယ်ဗျာ။ဒီလိုနဲ့ပဲဘယင်ကိုရိုင်းရဲ့ခွင့်ပြုမိန့်နဲ့အတူ1938ခုနှစ်မှာ ဂျပန်နိုင်ငံကတရုတ်ကိုတရားဝင်စစ်ကြင်ညာခဲ့တယ်။အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့တမိုင်းမှာကြောက်ဖို့အကောင်းဆုံးအရေးခင်းတွေနဲ့ကတစ်ခုဖြစ်တဲ့နန်ကင်းလူသတ်မှုကြီးကိုဖြစ်စေခဲ့တယ်။ဒီလူသတ်မှုကြီးကဘလောက်တောင်ဆိုးွားခဲ့လဲ။ဘလို့တွေဖြစ်ပြခဲ့တယ်လဲဆိုတာကိုတော့ပုံမြင်တဲ့ဘုတ်ကိုပြောပြနေသလိုထိုင်ပြောနေရမှာဆိုတော့ဒီဗီဒီယိုထဲမှာထည့်မပြောတော့ဘူး။ဒါပေမဲ့သိကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ရွှေနှုတ် YouTube Channel မှာတင်ထားတဲ့ဂျပန်တွေကြောင့်လူပေါင်း3သိန်းကျော်တိတ်ဆုံးခဲ့ရတဲ့ဖြစ်ရပ်ဆိုးကြီးအကြောင်းဆိုတဲ့ဗီဒီယိုကိုတွားကြည့်လို့ရပါတယ်။ ဲ့ဒါထက်ပိုပြီးပြပြစုံစုံသိကျင်နေဆိုရင်တော့ရွှေနှုတ် application တွေက The Rapes of Nanking ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်လို့ရပါတယ်။ဒီစာအုပ်ထဲမှာဆိုရင်လည်း Nanking မှာဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကိုအနစ်ချုံနဲ့ပြောပြထားတာဆိုတော့သမိုင်းကိုစိတ်ဝင်စားတဲ့လူတွေအနေနဲ့အကြိုက်တွေ့မယ်ဆိုတာအာမခံပါတယ်။ဒီလိုရမ်းကြောက်ဖို့ကောင်းပြီးတော့သမိုင်းမှာအမဲဆက်ကြီးတစ်ခုဖြစ်ကြံခဲ့တဲ့ Nanking ရေခင်းကြီးကိုလည်း Hero Hito ရဲ့ဦးလေးဖြစ်သူ Asaka ကိုယ်တိုင်ကဦးဆောင်ကင်ွယ်ခဲ့တာပါ။ဒါကိုဘယင်ဖြစ်တဲ့ Hero Hito မသိဘူးလားဆိုတော့ဒီလိုဖြစ်ပြနေတာကို သူမသိစရာအကြောင်းလုံးဝမရှိဘူးလေဒါပေမဲ့ဘာမှမပြောခဲ့တဲ့အပြင်သူနဲ့မဆိုင်သလိုပါနေနေခဲ့ပါတယ်ဒါတွေမကသေးဘူး1940ဝန်းကျင်လောက်မှာလူတွေကိုဗစက်အဟောင်းသားဖြစ်စေမဲ့ကိစ္စတခုကိုဂျပန်တွေကလုပ်ခဲ့ကြတယ်မန်ချူရီးယားဒေသမှာကူးစက်ယောဂါကာကွယ်ရေးနဲ့ရေတန်းစင်ရေးစင်တာဆိုတဲ့စံသက်နေရာကြီးတခုကိုတည်ဆောက်ခဲ့ကြတယ်ဒါပေမဲ့ဒါကအပြင်းပန်းဟန်ပြပါပဲတကယ်တမ်းအဲ့ဒီစင်တာရဲ့နာမည်အစ်စ်က unit 731နဲ့ဒီနာမည်ကိုသိတဲ့သူတွေဆိုရင်ဘလောက်တောင်ကြောက်ဖို့ကောင်းတဲ့နေရာကြီးလဲဆိုတာ ပြောနေစရာတော့လိုမယ်မထင်ပါဘူး။ဒီနေရာကြီးရဲ့အဓိကရည်ရချက်ကတော့ဂျပန်တွေအတွက်အဖြတ်ဆွမ်းအားကြီးတဲ့ဇီဝလက်နက်တွေဖန်တီးဖို့ပါပဲ။ရန်သူတွေကိုခဏလေးအတွင်းစူးလိုက်ပြုံလိုက်သေစေနိုင်ဖို့ဇီဝလက်နက်တွေအပြင်ကိုယ့်ရဲ့တပ်သားတွေအပင်ပန်းခံနိုင်အောင်နဲ့အနာခံနိုင်အောင်ဇီဝဓာတုဆေးတွေဖန်တီးထုတ်လုပ်တဲ့နေရာပါပဲ။ဒီနေရာကိုကြောက်ဖို့ကောင်းစေတဲ့ကိစ္စကတော့သူတို့ကိုယ်တိုင်ရဲ့လူမဆန်တဲ့စမ်းသပ်မှုတွေကြောင့်ပဲ။အရင်ဆုံးစမ်းသပ်စစ်ဆေးခံရမယ့်လူတွေကိုတရှိတရားလို့မမြင်မိအောင် စိတ်တွေကိုကြိုတင်ပြင်ဆင်ထားခဲ့ရတယ်။တစ်တုံးကြီးတစ်ခုကိုစမ်းသပ်နေရတယ်ဆိုပြီးစိတ်ထဲမှာခံယူပြီးတော့လုပ်ခဲ့တာ။ပြီးတော့စမ်းသပ်မှုတွေလုပ်တဲ့အခါမေဆေးတွေထုံဆေးတွေကိုလည်းလုံးဝသုံးခွင့်မရှိဘူး။ခွဲစိတ်စရာရှိတယ်ဆိုရင်လည်းဒီအတိုင်းအစိမ်းလိုက်ခွဲစိတ်ရတယ်။ပြီးတော့ကိုရင်းမှာယောဂဘိုးတွေပြန့်နှံ့လာတာကိုအသေးစိတ်မြင်ရဖို့အတွက်ဒီအတိုင်းခွဲပြီးတန်လန်းကြီးထားကြတယ်လို့ဆိုကြတယ်။သူတို့ဖန်တီးထားတဲ့ဘယ်စီဝါလက်နက်ကဖျက်ဆီးရဖို့ကောင်းလဲဆိုတာကိုသိအောင်အတွက်ပါ။ပြီးတော့အရက်ဆက်ဆုံးဆိုတဲ့စမ်းသပ်ချက်တွေအားလုံးကိုဒီထဲမှာပဲလုပ်ခဲ့ကြတယ် လက်နက်တွေရဲ့ပြင်းရကိုစမ်းသက်တာတို့ဆေးတွေခန္ဓာရည်တွေကိုစမ်းသက်တာတို့ဓာမျိုးတွေကိုတောက်လျှောက်လုံနေခဲ့တာဒီထဲမှာဆိုရင်အမျိုးသားအမျိုးသမီးတွေအပြင်ကိုဝင်ဆောင်မိခင်တွေနဲ့ကလေးတွေအထိပါပါပါတယ်ဒီကိစ္စကိုလည်းဟီရိုဟီတိုအနေနဲ့ဘာမှပြောကြခဲ့တာမရှိဘူးပြီးတော့သူနယ်လဲဓာတ်ရိုက်သက်ဆိုင်နေတယ်ဆိုတဲ့တသက်တွေကလည်းမရှိဘူးဒါပေမဲ့ Unit 731ကနေထွက်ပေါ်လာတဲ့စာရွက်စာတမ်းတွေအားလုံးကဂျပန်တော်ဝင်မိသားစုရဲ့ဒစိမ့်တွေပါနေတာကြောင့်သူ့အနေနဲ့သိတော့သိလောက်တယ်ဒါပေမဲ့ ပြောခွင့်မရှိလို့မပြောခဲ့တာလားဒါမှမဟုတ်သူကိုယ်တိုင်ကပဲအာမေးအမြောက်လုပ်ခဲ့တာလားဆိုတာကတော့ခုချိန်ထိမေးခွန်းထုတ်ချင်စရာကိစ္စတစ်ခုပါပဲတခါတလေကြရင်ရန်သူရဲ့ရန်သူကကိုယ့်ရဲ့မိတ်ဆွေဖြစ်နေတတ်တယ်တဲ့ဒါပေမဲ့တခါတခါကြပြန်တော့လေရန်သူရဲ့ရန်သူကကိုယ့်ရဲ့ရန်သူဖြစ်နေတတ်ပြန်တယ်ဒီစကားကိုဘာကြောင့်ပြောရလဲဆိုတော့အင်္ဂလိပ်တွေလက်ထဲရောက်နေတဲ့မြန်မာတွေကိုကယ်တင်ပေးမယ်ဆိုပြီးတော့မှပုံမြင်တွေပြောသွားခဲ့တဲ့ဂျပန်တွေအကြောင်းကိုနည်းနည်းလေးပြောပြခြင်းလို့ပါဟုတ်ပါတယ်ဟီရိုဟီတိုရဲ့ဩဇာက မြန်မာနိုင်ငံအတွက်လည်းကံကြမ္မာဆိုးကြီးတစ်ခုဖြစ်နေခဲ့တာပါ1940ခုနှစ်လောက်ကအင်္ဂလိပ်တွေလက်ထဲကနေလွတ်မြောက်ဖို့အတွက်ဆိုပြီးဗိုလ်ချုပ်အောင်ဆန်းအပါဝင်ရဲဘော်သုံးချိတ်တွေကဂျပန်တွင်စီကနေစစ်ပညာတွေသင်ကြားခွင့်ရခဲ့ပြီးတော့1942ခုနှစ်မှာပဲဂျပန်တွေရဲ့အကူအညီနဲ့အင်္ဂလိပ်တွေကိုတိုက်ထုတ်နိုင်ခဲ့တယ်။ကြားကြောက်လို့ရှင်ကြီးခိုးပဲပဲရှင်ကြီးကကြားထက်ဆိုးနေခဲ့တယ်ဆိုတဲ့မြန်မာတွေရဲ့စကားပုံလိုပေါ့ဂျပန်ခေတ်မှာမြန်မာတွေအတော်ကိုဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။နိုင်ငံရေးကလည်းကမောက်ကမဖြစ်ခဲ့ရတယ်လို့စီးပွားရေးတွေကလည်းအတော်ဆိုးရွားခဲ့ရတယ်။ ဂျပန်တွေရဲ့ရက်စက်ရုပ်မာချက်တွေကိုကျွန်တော်တို့မြန်မာတိုင်းဓာတ်ရိုက်ခံစားခဲ့ရတာပါဒီတပ်ပိုးဆိုးတာကတေမင်းတမန်ရထားလမ်းကိုဖောက်လုခဲ့တာပဲမြန်မာနိုင်ငံနဲ့ထိုင်းကိုချိန်ဆက်ထားတဲ့ဒီရထားလမ်းကိုဂျပန်ခေတ်ကလေးကတိဆောက်နေခဲ့ကြတာပြီးတော့သူတို့ကမြန်မာနိုင်ငံကိုရတာနဲ့အိန္ဒိယကိုပါနေချဲ့ဖို့စီစဉ်ခဲ့တယ်ဒါပေမဲ့မြန်မာပြည်ထဲမှာရှိနေတဲ့ဂျပန်တပ်တွေမှာကလက်နက်အင်အားမရှိတာကြောင့်လိုအပ်တဲ့အရာတွေကိုရေချောင်းကနေပို့ဖို့စီစဉ်ခဲ့ကြပါတယ်ဒီလိုရေချောင်းအသုံးပြုတာကအင်္ဂလိပ်တွေရဲ့ဖျက်တိုက်တာတွေ လေချောင်းနဲ့ဘုံကျဲတာတွေကြုံတွေ့နိုင်တယ်ဆိုတာကိုရိပ်မိတော့လုံကြုံနဲ့ကုန်းတွင်းဘက်ကနေပဲတည်ယူဖို့စီစဉ်ခဲ့ကြတယ်။ဒီလိုတည်ယူပို့ဆောင်ဖို့အတွက်အဓိကလမ်းကြောင်းကတော့ထိုင်းနဲ့မြန်မာကိုယထာလန်ဖောက်လုပ်ဖို့ပါပဲ။ဒီလမ်းကြောင်းကိုအမြန်ဆုံးဖောက်လုပ်နိုင်ဖို့အတွက်မြန်မာလူမျိုးတွေအပြင်သူတို့ရဲ့စစ်တုံးမန်းတွေကိုပါမညာမတာခိုင်းခဲ့ကြတယ်။တမိုင်းချက်လက်တွေထဲမှာတော့ဘယ်နှယောက်ဆိုပြီးတိတိကျကျမသိရပါပဲ။ခမန်းကြီးရတဲ့လောက်ဆိုရင်လူဦးရေ3သိန်းခွဲနဲ့2သိန်းလောက်နေပါကိုရှိနိုင်ပါလေ။ ဒီလောက်များတဲ့လူတွေကလှုပ်ကြမ်းတွေကိုလူနဲ့မတူအောင်လှုပ်ကြရင်းနဲ့လူပေါင်းတသိန်းကျော်လောက်ရဲ့အသက်ကိုပေးခဲ့ရတယ်။ဒီထဲမှာစစ်တုံးပန်းတွေတသောင်းကျော်နဲ့မြန်မာလူမျိုး၈သောင်းကျော်အပြင်ကျန်တဲ့အာရှနိုင်ငံသား၃000ကျော်လောက်ပါတယ်လို့တွေ့ရတယ်။ဒီလိုမျိုးကမ္ဘာနေရာအနှံ့အပြားမှာလက်ဆိုးတကောင်ဝင်တောင်းကျမ်းနေတယ်လို့အကုန်လုံးဖျို့ဖျဲဖြစ်နေတဲ့အချိန်ဟီရိုဟီတိုကတော့သူနဲ့ဘာမှမဆိုင်တယ်လို့ခက်တီတီနဲ့နေနိုင်တော့မှာပဲ။တစ်ချိန်တည်းမှာပဲအမေရိကန်ပိုင်နဲ့ပလဲစိတ်ကန်းကိုဘုံကျဲဖို့အတွက်လက်မှတ်ထိုးပေးခဲ့တယ်။ ဒီကိစ္စကြီးကသူတို့အတွက်အမားကြီးမှားခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။အဲ့ဒီအချိန်ကစပြီးဂျပန်အင်ပါယာကြီးရဲ့နေဝင်ချိန်ဆိုတာရောက်လာခဲ့ပါတယ်။ဂျပန်ပြည်သူတွေအနေနဲ့သူတို့နဖျားလို့ထင်နေခဲ့တဲ့သူရဲ့နတ်ဆိုးဆန်တဲ့လောရက်တွေကြောင့်သူတို့ကိုယ်တိုင်ပဲပြန်ပေးဆက်ခဲ့ရတယ်။1945ခုနှစ်ဟီရိုရှိမားနဲ့နာဂါဆာကီမြို့ရဲ့ကောင်းကင်ပေါ်မှာသူတို့တစ်ခါမှမမြင်ဘူးခဲ့တဲ့အနေနဲ့ကြီးတစ်ခုကိုမြင်လိုက်ရပြီးကဘာကိုတုံလုံးစေမဲ့ပေးဆက်မှုကြီးတစ်ခုကိုမတန်တဆပေးလိုက်ရပါတယ်။ ါကတော့အားလုံးသိပြီးသားဖြစ်တဲ့အမေရိကန်ကနေဂျပန်နိုင်ငံကိုနျူကလ িয়ার ဘုံကျဲလိုက်တဲ့ကိစ္စပါပဲဒီလိုမျိုးအဖက်ဖက်ကနေအရေးနိုင်ခဲ့ရတော့ဟီရိုဟီတိုအနေနဲ့လည်းတနိုင်ငံလုံးကိုအတန်လွှင့်ပြီးကိစ္စတစ်ခုကိုအတည်ပြုခဲ့တယ်အဲ့ဒါကတော့ဒီတိုက်ပွဲမှာငါတို့လက်နက်ချရအောင်တဲ့ဒါဟာဂျပန်တနိုင်ငံလုံးအတွက်တော့နဖရအသွေးသားရှိတဲ့လူတယောက်ရဲ့စကားသံကိုပထမဆုံးကြားဘူးတာပါပဲဒီလိုမျိုးနဖရရဲ့အချိန်အဝါကြောင့်ပဲဂျပန်စစ်တပ်တစ်ခုလုံးကဘာတစ်ခုကိုမှစောရကမတက်ဖဲ ချက်ချင်းလက်နက်ချခဲ့ကြတယ်။စစ်ကြီးပြီးတော့တခြားစစ်ရှုံးတဲ့နာစီခေါင်းဆောင်တွေလိုဟီရိုဟီတိုကိုတိုင်ကလည်းတရားခွင်ကိုဝင်ပြီးတော့မှအပြစ်ဒဏ်ခံယူခဲ့ရတယ်။တော်တော်များများစစ်ခေါင်းဆောင်တွေလိုမျိုးပဲသူတို့ရက်ဆက်ရုံးမှခဲတာတွေအတွက်တေဒဏ်တင့်ခံခဲ့ရတယ်။ဒါဆိုဂျပန်ရဲ့ဧကရာဇ်ကြီးဟီရိုဟီတိုကရောဘာတွေဖြစ်သွားမလဲ။အန်အောဖို့ခေါင်းဆောင်နဲ့ဟီရိုဟီတိုအနေနဲ့ဘာပြစ်ဒဏ်ကိုမှမတင်ခဲ့ရအောင်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်တုန်းကပစိဖိတ်ဒေသမှာစစ်ပယင်ကြီးဖြစ်ခဲ့တဲ့ American ဗိုလ်ချုပ်ကြီး Douglas MacArthur ရဲ့ နိုင်ငံရေးကစားကွက်ကြောင့်ပါပဲမတ်အာသာကသိတယ်ဟီရိုဟီရိုကသာစစ်ရာဇဝတ်မှုနဲ့တက်လာရင်ဂျပန်တနိုင်ငံလုံးအတိုင်းအတာနဲ့စူပူမှုတွေဖြစ်လာလိမ့်မယ်တခြားစစ်ကောင်းဆောင်တွေဆိုတာကသူတို့နိုင်ငံထဲကလူတွေတောင်တိတ်ကြိုက်ကြတာမဟုတ်ဘူးဒါကြောင့်သူတို့ကိုတေးတံပေးလဲဘာမှမထူးဘူးလေဒါပေမဲ့ဟီရိုဟီရိုကတော့ဂျပန်ပြည်သူတိုင်းအထွတ်အမြတ်ထားရတဲ့လူဆိုတော့ဒီလိုလွယ်လွယ်နဲ့တော့ဆုံးဖြတ်လို့မရဘူးဒါကြောင့်မတ်အာသာအနေနဲ့ပေးယူတခုလုပ်ခဲ့တယ်သူ့အနေနဲ့ဟီရိုဟီရိုကိုတရက်ခွင်ကနေတရက်သေးကင်းလို့ခွင့်ပေးမယ် အပြန်အလှန်အနေနဲ့နဖရားဆိုတဲ့ခုံဘုတ်ကိုစွန့်လွတ်ရမယ်ဒီလိုနဲ့ဂျပန်ပြည်သူတွေတပဝါလုံးယုံကြည်ခဲ့ရတဲ့အုပ်ချုပ်သူတွေဟာနေနသမီးရဲ့အသွေးသားဆိုတဲ့ခံယူချက်ကြီးကဟီရိုဟီတိုရဲ့လက်ထဲမှာပဲရေစုံမျောခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးဂျပန်အင်ဂရိတ်ဟာအရှင်လိုဩဇာအာဏာအပြည့်အဝမရှိတော့နေနသမီးရာဇဝင်ကလည်းတခန့်ရက်ခဲ့ရပါတယ်ဟီရိုဟီတိုအနေနဲ့အတိတ်ကလုံရက်တွေကြောင့်သူတို့ရဲ့ဂျပန်နိုင်ငံကြီးအစိမ့်စိမ့်အမွားမွားဖြစ်လာကိုနောင်နာကြီးကြီးရပြီးဂျပန်ကိုဒီထက်မကတိုးတက်အောင်လုပ်ပေးခဲ့တယ် ဒါပေမဲ့သူ့အနေနဲ့ဘသူကမှတောင်းပန်စကားမပြောခဲ့ဘူး။သူနဲ့မဆိုင်လို့လား။ဒါမှမဟုတ်နောက်ဆုံးအချိန်ဒီဟန်ဆောင်ကောင်းနေခဲ့တာလားဆိုတာကတော့ခုဒီဗီဒီယိုကြည့်နေတဲ့သူတွေရောဘလို့ထင်ကြလဲ။ကိုယ့်ရဲ့မြင်ကိုကောမန့်ထဲမှာဝင်မြောက်ပေးခဲ့ပါအောင်။ဟီရိုဟီရိုအနေနဲ့သူ꽌လွန်ခဲ့တဲ့အချိန်1989ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပြီးတော့သူ့ရဲ့နန်းသက်ဟာဂျပန်နိုင်ငံရဲ့အရှိဆုံးနန်းသက်ပါပဲ။သူ့အနေနဲ့မသေးခင်အချိန်နည်းနည်းလောက်ကိုပဲသူဝါသနာပါတဲ့ရေရောက်အနဝါလောကကိုလေ့လာခွင့်ရခဲ့တယ်။ ဒီလိုလူတယောက်ရဲ့နောက်ဆုံးအချိန်ကဘလို့တင်စားရမလဲတော့မသိတော့ဘူးဗျာ။နတ်ဖျားအဖြစ်မွေးဖွားလာပြီးနတ်ဆိုးအဖြစ်နဲ့တေးခဲ့သူဒါမှမဟုတ်သာမန်လူတွေကြိုးဆွဲရကရတဲ့ရုပ်သေးရုပ်နတ်ဖျား။ဘာပဲဖြစ်ဖြစ်သူ့ရဲ့ဘဝဇလန်းကနေကျွန်တော်တို့အနေနဲ့ရယူလိုက်တဲ့သင်ခန်းစာ၃ခုရှိတယ်။နံပါတ်၁ကိုလုံးလိုက်တဲ့အရာတိုင်းရဲ့ရလတ်တွေဟာကိုယ့်ရဲ့နောက်ကိုအရေးလိုလိုက်နေလိမ့်မယ်။နံပါတ်၂ခေါင်းဆောင်ကောင်းတယောက်ဆိုတာကကိုချလိုက်တဲ့ဆုံးဖြတ်ချက်တွေကိုတာဝန်ယူနိုင်ရမယ်။နံပါတ်၃ ။တမိုင်းဆိုတာအမုန်းပွားနေဖို့မဟုတ်ပဲအနာဂတ်ကိုကောင်းမွန်စေဖို့အကောင်းဆုံးသင်ခန်းစာဖြစ်တယ်ဆိုတာပါ။အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ရောဟီရိုဟီတိုကိုအပြစ်တွေမလုပ်ခဲ့တဲ့နတ်ဖျားတယောက်လို့မြင်လား။ဒါမှမဟုတ်အရာရာကိုကြိုးကန်ခဲ့တဲ့နတ်ဆိုးကြီးတယောက်အနေနဲ့မြင်လားဆိုတာကိုကောမန့်ထဲမှာဖြေပေးသွားကြပါဦး။ ရွှေနှုတ်အပ်ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းထဲမှာနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook Page မှာမေးမြန်းနိုင်ပါတယ်ရှင်။